ဒီမနေ့ကောလာဟာလို့ထွက်နေလို့အော်ဟုတ်ကဲ့ပါမနေ့ကကျွန်တော်တို့ပီတာယာတက်လန်းပေါ့ပတ်လန်းခေါ်တာပေါ့အဲ့ဒီနေရာမှာသူတမ်းမှုဖြစ်စဉ်ခုဖြစ်သွားတယ်ဖြစ်တာကတော့တို့ရဲ့မိသားစုရေးကိစ္စနဲ့မယားညီကိုတဝင်းဝဲခြင်းဖြစ်တာပါထုတ်ခါနဲ့ကောင်းလေးကယခင်တော့ကတော့အစ္စလာမ်လို့သိရတယ်ပေါ့အခုတော့ဗုဒ္ဓဘာသာခံစားရလို့လည်းသိရပါတယ်ဖိုးတဲ့ကောင်းလေးကတော့အစ္စလာမ်ပေါ့ဒါပေမဲ့လူမျိုးကြီးပါလာရေးမပါပါဘူး သူရဲ့လူငွေကိစ္စအရာပဲတရားနေလို့မိမဆင်းသွားတဲ့ကိစ္စနဲ့ရန်ဖြစ်ကြပြီးပြဿနာဖြစ်လာအင်တာနက်တွေအွန်လိုင်းတွေပေါ်မှာကျတော့ဒါဟိုဘယ်လိုပြောမလဲလူမျိုးရေးဘာသာရေးအတွင်းနဲ့လှုံ့ဆော်တာတွေတွေ့နေရတာပေါ့နော်ဟုတ်ကဲ့အားကြောင့်လည်းအများစိတ်ပူနေကြတာအခုလက်ရှိအခြေအနေအနေထားတွေရောဆရာနည်းနည်းတော့ပြောပြပေးပါဦးဟိုမိတ်လာမျိုးရဲ့တည်ငြိမ်အေးချမ်းမှုကတော့လက်ရှိအခြေအနေတော့ဖောက်ကားမှုလည်းပုံမှန်အတိုင်းပါပဲလူကြီးရဲ့သွားလာလှုပ်ရှားမှုလည်းပုံမှန်အတိုင်းပါပဲ ။ဆိုရင်ဒီရှိတဲ့လူတော့ရှိမှာပေါ့လေ။တာမာအဖေကတော့ဘာမှထူးစရာမရှိပါဘူးဗျ။အေးစင်းအေးစင်းနေမှာ။ကျွန်တော်တို့တရားခံ၃ယောက်လုံးကိုရေးယူထားပြီးပါပြီ။တယောက်ကအောင်စောထွေးပါဗျ။တကယ်ဒါနဲ့ထူးတဲ့ကောင်နာမည်အောင်စောထွေး။ဒီကွာနဲ့ပြစ်တယ်လူ။သက်တည်ရေပြောပြကြရာတိရတဲ့ကောင်ကဇော်မျိုးထွေး။ ။နောက်အဲ့မှာဖြစ်စင်မှာပါတယ်ဆိုတဲ့ကောင်ကဖိုးနီခေါ်ဇော်တဲ့အားလုံးကညီကိုရင်းနေပါဘူး။အားလုံးကကျွန်တော်တို့ဥပဒေနဲ့ညီရေးယူဆောင်ရတာပါ။